ကဲအားလုံးမင်္ဂလာနံနက်ခင်းပါခင်ဗျာ။ဟောကုမိုကာနုပညာကားဆေးစင်တာရဲ့မင်္ဂလာနံနက်ခင်းလေးရနေပြီးတော့ကြိုဆိုလိုက်ပါရစေ။ကျွန်တော်ကုမိုကာနုပညာကားဆေးစင်တာမှာ ကားလေးတွေအစ်စ်များစွာထပ်မှန်ပြီးတော့ကျွန်တော်ရောက်ရှိနေတဲ့အပြင်ကိုကျွန်တော်တို့ထပ်မှန်ပြီးတော့ဖြည့်ဆွတ်ထားပါရစေခင်ဗျာ။အဲဒီလိုကားလေးတွေကတော့ဘယ်လိုကားလေးဖြစ်မလဲဆိုတော့ကျွန်တော်တို့ တိတ်ထောင်တထောင်ကျော်ဝန်းကျင်ကားလေးတွေကိုဖြည့်ဆွတ်ထားတယ်လို့ကျွန်တော်တို့အမင်းအမြန်အများဆုံးဖြစ်တဲ့ကျွန်တော်တိတ်600ကျော် Honda Fit G6 လို့ကားမျိုးလေးတွေကျွန်တော်ဖြည့်ဆွတ်ထားတာဖြစ်ပါတယ်ခင်ဗျာအဒီကားလေးတွေကိုကျွန်တော်တို့လက်ဖြန်ကျွန်တော်16 19မှာကျွန်တော်တို့အာ live ရှိတယ် live ဆေးမှာတော့တည်တည်ချာချာလေးဈေးနှုန်းလေးတွေတည်ချာတည်တည်ချာချာပြပေးမှာဖြစ်တယ်အဲ live ဆေးမှာလည်းကြည့်ရှုပြီးတော့ဝယ်ယူနိုင်ပါတယ်အများဆုံးလူကြိုက်အများဆုံးကားလေးတွေပြောလို့ရတယ်ချက်တော့ဆိုရီဆိုတဲ့ကားလေးတွေပြီးဘေဂျင်း A7 ဆိုတဲ့ကားတွေ2024ရုပ်ပြောင်းကားမျိုးတွေပြီးတော့ GAC GS4 လိုကားမျိုးတွေအောက်ပိုင်းမြင့်မြင့်ကားပြီးွားရင်ကျွန်တော်တို့ Forbes ကျွန်းလိုကားမျိုးတွေအဲကျွန်တော်အောက်ပိုင်းမြင့်မြင့်နေရမှာစိုက်နေတတ်တယ်ဆိုတဲ့မိတ်ဆွေတွေဒါကတော့ China brand တွေကလူကြိုက်အများဆုံးကားတွေကိုပြအဲကျွန်တော်ဖြည့်ဆွတ်ထားတာဖြစ်ပြီးတော့ကျွန်တော်ဂျပန်ကားထဲမှာလိုချင်တယ်ကိုရီးယားကားမှာလိုချင်တယ်ဆိုတဲ့မိတ်ဆွေတွေလည်းကျွန်တော်တို့ရရှိမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဂျပန်ကားတွေကဆိုလို့ရှိရင်ဘယ်လိုကားမျိုးလေးတွေရရှိမလဲဆိုတော့ Toyota Wish 2078စသဖြင့်ကျွန်တော်တို့ရရှိမယ်ဒီလိုကားမျိုးလေးတွေရရှိမှာဖြစ်ပြီးတော့ကျွန်တော်တို့ KIA တွေကဆို KIA Sportage လိုကားမျိုးတွေရရှိမှာဖြစ်ပါတယ်เนาะဂျပန်ကားတွေကလိုချင်တယ်ဆိုလို့ရှိရင်တော့ Toyota Wish เนาะပြီးတော့ Toyota Avanza လိုကားမျိုးတွေအဲကျွန်တော်ဂျပန်ကားတွေက Toyota Avanza လိုကားမျိုးတွေရုပ်ပြောင်းပါเนาะ2016ရုပ်ပြောင်းနေတာရရှိမှာဖြစ်တယ်အဲပြီးတော့ရင်တော့ကျွန်တော်တို့ Soy D7 ဆိုရင် DA3 ကတော့ကျွန်တော်တို့များစွာဖြည့်ဆွတ်ထားတာဖြစ်ပြီးတော့ဆိုရင် DA7 ဆိုရင်တော့နှစ်စီးလောက်ရွေးချယ်နိုင်မှာဖြစ်ပြီးတော့ကျွန်တော်ဆိုရင် DA3 ဆိုရင်တော့အဲကျွန်တော်တို့ထပ်မံပြီးဖြည့်ဆွတ်ထားတဲ့ကားလေးဒီဘက်မှာလည်းရှိရနော်ဒါ black color လေးတွေရှိမယ်အာ super red color လေးတွေရှိမယ်ပြီးခဲ့တဲ့ရက်ကကျွန်တော်တို့အားပေးသွားတဲ့အာလေးမော်ရောင်ကားလေးတော်တော်လေးလှရနော်လေးမော်ရောင်အယောင်လေးရွှွှင်ွှင်လေးနဲ့အတကယ်ကိုမင်္ဂလာရှိတဲ့အယောင်လေးတွေဖြစ်တဲ့ကားလေးတွေကအဲဒီကားလေးတွေလည်းကျွန်တော်ဖြည့်ဆွတ်ထားတာဖြစ်ပါတယ်ခင်ဗျာအဲပြီးသွားရင်ဒီမှာ Soy D7 အဲဒါတော့ Beijing 87ပေါ့เนาะ next generation ဖြစ်ပါတယ်ဟုတ် latest generation ဖြစ်တယ်ပြီးသွားရင်တော့ကျွန်တော် Jador 8 Samdi တွေရရှိမယ်ဒါဒီကားလေးတွေကတော့ကျွန်တော်သိတ်ထောင်ကျော်ကားလေးတွေဖြစ်ပါတယ်အဲဒါတော့ကျွန်တော်တို့ကားလေးတုံးဆွဲမဲ့မိတ်ဆွေတွေအဆင်ပြေပါစီဆိုတော့ဒီရက်ကျနေကျွန်တော်တို့နေ့စဉ်နေ့တိုင်းကားလေးတွေကိုကျွန်တော်ဒီမှာအသေးရောက်တဲ့ကားလေးတွေထပ်မံပြီးပြသပေးတာဖြစ်ပါတယ်ခင်ဗျာအဲကျွန်တော် GAC GS4 ဆိုရင်တော့ wine color တစ်စီးရှိမယ် အာ white color လေးတစ်စီးရှိမယ်နှစ်စီးရွေးချယ်နိုင်မှာဖြစ်ပါတယ်။အဲဒါကတော့ show အမှတ်နှစ်ကကားလေးတွေကိုကျွန်တော်ပြသသွားတာဖြစ်ပြီးတော့ show အမှတ်နှစ်မှာတော့ကျွန်တော်ဂျပန်ကားလေးတွေလည်းရှိတယ်နော်ဒီမှာဂျပန်ကားတွေကဆိုလို့ရှိရင်တော့ Toyota Wish လေးတွေရရှိမယ်။အဲဒီကားလေးတွေကိုကျွန်တော်ပြသသွားပြီးတော့ကျွန်တော် show အမှတ်တစ်မှာတော့ကားလေးတွေ3500 600ဝန်းကျင်ကားလေးတွေချက်ပြပေးမယ်နော်။ပြီးသွားရင်ကျွန်တော်တို့ show အမှတ် number 4မှာကျွန်တော်တို့ EV ကားလေးတွေလည်းပြသပေးမှာဖြစ်တဲ့အတွက် video အဆုံးထိလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။အားလုံး အေဂျန့်ပျော်ရွှင်တဲ့နနက်ခင်းလေးကနေကြိုဆိုလိုက်ပါရဲမိုးလေးရလည်းတပေါက်နှစ်ပေါက်ကျနေတဲ့အတွက်အေဂျန့်သာလှတဲ့နနက်ခင်းလေးဖြစ်ပါရဲခင်ဗျာကဲဒီဘက်ထဲမှာတော့ကျွန်တော်ခုံသုံးနန်းကားတွေရှိမယ်အာ China brand တွေရှိမယ် Japan တွေရှိမယ်ဒါကတော့ Artiga မှလိုချင်တဲ့ Artiga မှလိုချင်တဲ့ဆိုတဲ့မိတ်ဆွေတွေတိတ်ထောင်ကျော်မှာခုံသုံးနန်းကားနဲ့ရရှိမှာဖြစ်ပြီးတော့တိတ်ထောင်ဝင်းကျင်မှာတော့ကျွန်တော်တို့တိတ်ထောင်ဆွဆွမှာတော့ကျွန်တော် Dolphin 580 Pro ဆိုတဲ့ကျွန်တော်တို့ round air ကုန်နေနဲ့ ပါမယ် grade ကတော့ poster smart ကြီးပါမယ်ပြီးတော့ကျွန်တော်တို့တော်တော်များများစုံလင်းတဲ့ကားလေးကိုရရှိမှာဖြစ်ပြီးတော့အောက်ပိုင်းမြင့်မြင့်ကားကြီးကြီးမှလိုချင်နေဆိုရင်တော့ရရှိမှာဖြစ်ပါတော့မော်ဒယ်မြင့်မြင့်အခေယာမြင့်မြင့်နဲ့ပြီးတော့ကျွန်တော်သိန်း800ကျော်မှလိုချင်နေဆိုရင်တော့ BAIC Sinova တွေရာနေပြီးတော့ Super Red Color လေးရရှိမယ်ဒစည်းပဲကြံပါတော့ရယ်နော်ကဲနောက်ဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့အသိန်း1000ကျော်မှာကျွန်တော်တို့ Honda Accent တွေရာလိုချင်နေ Honda Accent တွေရာလိုချင်နေဆိုရင်မိတ်ဆွေတွေ Honda Accent လေးရာဒစည်းရှိမယ်နော် ။ပြီးသွားရင်တော့3500ကျော်မှလိုချင်တယ်ဆိုတော့5000ကျော်မှတစ်စီးကျန်အောင်မယ်နော်။3500ကျော်မှတစ်စီးကျန်မယ်ဒါကတော့ Mitsubishi Mirage ဆိုတဲ့ကားလေးဖြစ်ပြီးတော့ engine power 1000cc ဖြစ်တယ်။3500ကျော်မှရရှိမှာဖြစ်ပါတယ်။ကဲဒီကားလေးဒီကျွန်တော်ပြသပြီးတော့ဒါကတော့ showroom အမှတ်တစ်ထည့်ရကားလေးတွေပေါ့နော်။ဒါရုံးခန်းနဲ့ကျွန်တော်တွဲဖက်ပြီးတော့ကျွန်တော်ကားလေးတွေဒီမှာတော့ကျွန်တော်ဧည့်သည်လေးဒီမှာအနားယူဖို့ကျွန်တော်နေရာလေးရှိတယ်နော်။ဒါကတော့ဒါဧည့်သည်လေးဒီမှာ AC အနားယူမယ်အပန်းဖြစ်မယ်အကားနဲ့ပတ်သက်တဲ့ကျွန်တော်အရေးကြလေးတွေကျွန်တော်တို့ အာမေးမြန်းတာတွေအာကြောဖြေချပေးတဲ့နေရာလေးဖြစ်တယ်နော်ဒါကတော့ငွေချေခြင်းနဲ့ဆောင်ရွက်တဲ့နေရာလေးဖြစ်ပါတယ်ဟုတ်အာ3600ကျော်မှာနဇီးရှိသေးရယ်နော် total estima ဆိုရက်2001 model လေးရှိမယ်ဒီကားလေးကျွန်တော်တို့ခုံသုံးတန်းနဲ့ဒီကားလေးလည်းကျွန်တော်တို့အာတော်တော်များများကျွန်တော်တို့သုံးဆွဲလို့တင့်တော်တဲ့ကားလေးတစ်စီးတည်းမှာဖြစ်ပါတယ်နော်ဟုတ်အဲပြီးတော့ရင်တော့ကျွန်တော်တို့အဲ showroom အမှတ်4မှာနံပါတ်4မှာကျွန်တော်တို့ EV ကားလေးတွေရှိတယ် EV ကားလေးတွေဆိုရင်အခုရက်ပိုင်းကျွန်တော်တို့သိန်း600ကျော်လေးတွေမှာဖြစ်တဲ့အတွက် EV ကားလေးတွေဆိုရင်ကားအစ်စ်တိုင်းသုံးရမယ် range အနေနဲ့330 320အဲ risk ရတဲ့အတွက်ကျွန်တော်တို့ကီလိုမီတာအနေနဲ့ဒီမိုင်အနေနဲ့ပြောမှဆိုရင်180 190မိုင်200ဝန်းကျင်လောက်ကိုသွာလာလို့အဆင်ပြေတဲ့ကားလေးတွေဖြစ်တဲ့အတွက်ကျွန်တော်တို့မြို့တွင်းမှာသုံးမယ်ဆိုပုံမူပြီးအဆင်ပြေတယ်ကျွန်တော်တို့ကြောင်းသွားမယ်ရုံးသွားမယ်အဲကျွန်တော်တို့အဲ့လိုမျိုးပေါ့နော်အသက်မှတ်ထားတဲ့အာ rich lady ကိုသွားမယ်ဆိုလို့ရှိရင်ပုံမှုပြီးတော့အဆင်ပြေတဲ့ကားလေးဖြစ်တယ်တစ်ချက်လောက်ကျွန်တော်နဲ့တူလိုက်ကြည့်ပြပါဦးခင်ဗျာအားလုံးကဲမင်္ဂလာပါကျွန်တော်တို့အခုရောက်ရှိနေတဲ့နေရာလေးကတော့ကိုမိုးကားနုပညာ showroom number 4 number 4လေးရဲ့ကျွန်တော်တို့အဝင်ဝါလေးကိုကျွန်တော်မိတ်ဆက်ပေးနေတယ်ကျွန်တော်တို့ဒီမှာတော့ကျွန်တော်တို့ကားလေးတွေကကား brand new ကားလေးထားတာဖြစ်ပြီးတော့ကျွန်တော် EV ကားလေးထားတာဖြစ်ပါတယ်အဲဒီမှာတော့ကျွန်တော် brand new ကားလေးတွေကျွန်တော်မိတ်ဆက်ပြပြပေးမယ်နော်ဟုတ်အဲ brand new ကားလေးတွေကကျွန်တော်တို့ အ GM EV လေးတွေရှိမယ်အပြီးတော့ရင်တော့ကျွန်တော်တို့ Dayan EV လေးတွေရှိမယ်အခြား Sinotruck အ Sinotruck ကတော့ကျွန်တော်စီကားပေါ့နော်ဟုတ်ဒီကားလေးတွေကို ကျွန်တော်တို့အတူလိုက်ကြည့်ပြပါအောင်ခင်ဗျာကဲဒါတော့နော်ကျွန်တော်တို့မိတ်ဆက်ပြီးတော့မိတ်ဆက်ပြီးတာကိုမိုကာနုပညာကားစစ်စင်တာရဲ့နံပါတ်4ပဲဖြစ်ပါတယ်အဲဒါတော့တဏီယာထဲမှာကျွန်တော်တဏီယာထဲမှာအတချံကျော်မှာပဲရှိတယ်နော်ကိုမိုကာနုပညာ1 2 3 4 1 2 3 4ကိုကျွန်တော်တို့ အဲ3ကတော့ကျွန်တော်တို့အစင်ချလာတဲ့ကားလေးတွေ reset ချလာတဲ့ကားလေးတွေကိုကျွန်တော်ထားရှိတာဖြစ်ပြီးတော့1 2မှာတော့ကားအယောင်းချတဲ့ကားလေးတွေထားတာဖြစ်ပြီးတော့ number 4မှာကားတက်လေးတွေထားတာဖြစ်ပါတယ်ဟုတ်ကဲကျွန်တော်တို့က GMEV ကတော့မနေ့ကမှကျွန်တော်တို့အမျက်မြင်ကြည့်ရှုလို့ရတာဖြစ်ပြီးတော့မျက်မြင်ကြည့်ရှုလို့ရကြည့်ရှုခြင်းနဲ့မိတ်ဆွေတွေကိုကျွန်တော်ဖိတ်ခေါ်လိုက်ပါရခင်ဗျာအဲကျွန်တော်တို့ဒီမှာ GMEV ကတော့ကီလိုမီတာအနေနဲ့ကျွန်တော် 320 km သွားလာနိုင်မှာ range ကသွားလာနိုင်မှာဖြစ်တယ်เนาะ range ကသူ့ရဲ့ကျွန်တော်တို့မိုင်အပြင်သွားလာနိုင်မယ်ဆိုရင်180မိုင်200ဝန်းကျင်ဒီသွားလာနိုင်မယ်ကားလေးတွေဖြစ်ပြီးတော့ကျွန်တော်တို့ grade အပြင်မြင်မာတယ်အော် smoky တွေပါဖြစ်သွားပြီးသွားအဲ digital စနစ်တွေနဲ့ပဲဖြစ်ပြီးတော့ EV ကားတွေရဲ့ထုံးစံအတိုင်းပဲကျွန်တော်တို့နီးပညာမြင်မာတဲ့စနစ်တွေကိုထည့်သွင်းပြီးတော့ကျွန်တော် အာပြုလုပ်ထားတာဖြစ်ပါတယ်เนาะဒီကားလေးဆိုလို့ရှိရင်ကျွန်တော်ရှေ့ရုပ်သွင်ပြင်ဆိုလို့ရှိရင်လည်းဒီမှာ digital running light တွေပါမယ်ဒီဒီကောင်လေးဆိုရင်တော့ကျွန်တော်တို့ light တွေပါမယ်เนาะဆက်နိုးလိုက်တာနဲ့ဆက်ကတော့နိုးစရာမလိုဘူးကျွန်တော်တကားဖွင့်လိုက်ပြီးဆိုတာနဲ့ brain name ဆိုတာနဲ့ ready system ready အနေနဲ့ဖြစ်ပြီးကျွန်တော်တို့ dry အနေနဲ့မောင်းလို့ရရဖြစ်ပါတယ်ခင်ဗျာဟုတ်ဒီကားလေးတွေကျွန်တော်တို့အာလာရောက်လေးလာနိုင်ပါတယ်ဈေးနှုန်းအနေနဲ့ကတော့635ကျွန်တော်တို့တက်မှတ်ထားတဲ့ဈေးတိုင်းပဲ635သိန်းတယ်ကျွန်တော်တို့ plus ဝင်ငွေကွန်အနေနဲ့ကျွန်တော်တို့ အာရရှိမှာဖြစ်ပါတယ်နော်အဲကျွန်တော်စီမှာမျက်မြင်ကြည့်ရှုဝယ်ယူနိုင်ပါတယ်ကျွန်တော်ကျွန်တော်ကားလေးတစ်ချက်ခန်းစားကြည့်ပါအောင်နော်ဟုတ်ဒါတော့နောက်ဘက်လေးပါကျွန်တော်ဖြတ်ပြပေးမယ်နော်နောက်ဘက်လေးလှရအောင်နော်ဒါတော့ကျွန်တော်တို့အာမိမိရဲ့အမိပေါရရှိမှာဖြစ်ပြီးတော့မိမိရဲ့အမိပေါရရှိမယ်ကျွန်တော်တို့ရန်ကုန်မှာရန်ကုန်လိပ်စာနဲ့ဆိုရင် အဲကြိုက်တဲ့နယ်ကိုမိသည့်နယ်မဆိုကျွန်တော်ဘကိုးမန္တလေးနေပြီးတော့စသဖြင့်နယ်တွေကိုကြိုက်နေတဲ့ရာရွေးချယ်ဝယ်နိုင်ပြီးတော့ကျွန်တော်တို့ဘကိုးကဆိုလို့ရှိရင်ဘကိုးကအမီပေါက်ရရှိမယ်မန္တလေးကဆိုရင်ဘကိုးကအဲမန္တလေးကအမီပေါက်ရရှိမယ်ကားလေးဖြစ်ပါတယ်ဟုတ်ဒါ0ကီလိုလေးတွေနော်အပြီးတော့ကျွန်တော်တို့ဒီဘက်မှာ0ကီလိုလေးထပ်မံရောက်ရှိမယ်ဒယန် EV လေးလည်းရှိတယ်ဒီနေ့ထပ်မံရောက်ရှိမှာဒယန် EV လေးဆိုရင်လည်းသတိထပ်မံရောက်ရှိမယ်နော် အဲဒါတော့ဒရန် EV လေးဖြစ်တယ်330ကီလိုမီတာ range ဖြစ်သွားပြီးတော့ range က330ဖြစ်ပြီးတော့ကျွန်တော်တို့ကီလိုမီတာအနေနဲ့ဆိုရင်မိုင်200ဝန်းကျင်လောက်မောင်းနေနိုင်မဲ့ကားလေးဖြစ်တယ်အဲဒါကတော့ကျွန်တော်တို့ဒရန် EV လေးကအနည်းငယ် grade လေးနည်းနည်းလေးမြင့်သွားတယ်အောက်ပိုင်းလေးနည်းနည်းမြင့်သွားတယ်ဒီကားလေးလိုချင်တယ်ဆိုရင်လည်းကျွန်တော်တို့မိမိအမိပေါင်းနဲ့ရရှိမှာဖြစ်ပြီးတော့ကျွန်တော်တို့ဒါကတော့အခုလောဆယ်အာကီလိုမီတာဒါကတော့နံပါတ်ထွက်ပြီးသားကားလေးဖြစ်ပြီးတော့အာကီလိုမီတာအနေနဲ့သွားတော့200 300နဲ့ဝင်းကြီးကျွန်တော်တို့ မောင်းနေထားတဲ့ကားလေးဖြစ်ပါเนาะပြီးတော့ရင်တော့ကျွန်တော် Sinotrek VGV ဆိုရင်လည်းကျွန်တော်တို့ဒါကတော့ကျွန်တော်တို့အရေးကြအနေနဲ့လည်းရရှိတဲ့ကားလေးဖြစ်ပါเนาะအရေးကြဆိုရင်တော့ကျွန်တော်တို့30ရာခိုင်နှုန်း40ရာခိုင်နှုန်းပေးသွင်းပြီးတော့ကျွန်တော်တို့ဝယ်ယူနိုင်တဲ့ Sinotrek VGV ဖြစ်တယ် engine power အနေနဲ့20ဖြစ်တယ်အာ gear position အနေနဲ့ကျွန်တော်တို့ gear 9ချက်မဟုတ်ပဲ gear 6ချက်လောက်ကိုသွားလာနိုင်ပြီးတော့ engine power အနေနဲ့20ဖြစ်ပါတယ်နော်ဟုတ် starbo ဖြစ်တယ်ပ ်ပြီးသွားရင်ကျွန်တော်တို့ထိုင်ကုန်သုံးနှန်းဖြစ်တယ် round အေကုန်ဖြစ်တဲ့အတွက်ကျွန်တော်တို့ကားကြီးကြီးနှမလိုချင်တယ်အောက်ပိုင်းမြင့်မြင့်မှလိုချင်တယ်ဆိုတဲ့မိတ်ဆွေတွေအအရေးကြအနေနဲ့လည်းရရှိမှာဖြစ်ပြီးတော့ဒါကတော့0ကီလိုကားလေးတွေဖြစ်ပါတယ်နော်ဟုတ်ကဲကားလေးတွေကတော့ကျွန်တော်ဒီမှာကုမိုးကားနုမြညာကားစစ်စင်တာမှာတော်တော်စုံစုံလင်လင်ရောက်ရှိနေတာဖြစ်တဲ့အတွက်ဒါအနေငယ်မိတ်ဆက်ပေးသွားတာဖြစ်တယ်တီတီချာလေးကျွန်တော်တို့မိတ်ဆက်ပေးဖို့အတွက်ကျွန်တော် Super Saturday မှာကျွန်တော်တို့ဆုံတွေ့ကြမယ်ခင်ဗျာအားလုံးအေဂျင့်ပျော်ရွှင်တဲ့နေ့ကလေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေကျွန်တော်တို့ ဒီမှာတော့ကျွန်တော်တို့ EV ကားတွေအသစ်ထပ်မှန်ရောက်ရှိမဲ့ကားလေးရှိတယ်နော်ဈေးနှုန်းအနေနဲ့လည်းကျွန်တော်တို့ကအဲဈေးနှုန်းနေရာသိန်း600ကျော်လေးဒီအာတရံ EV ကတော့ကျွန်တော်တို့ဈေးနှုန်းအနေနဲ့900အစွန်းလေးမှာရရှိမယ်900အစွန်းလေးမှာရရှိမယ်900နဲ့ကျွန်တော်တို့30ဝန်းကျင်မှာရရှိမှာဖြစ်တယ်ဒါကတော့ကိုယ့်ရဲ့အမိပေါ့ပေါ့နော်အဲတကယ်လို့အဲတုံးဆွဲပြီးသားကီလိုမီတာအနည်းငယ်1000ဝန်းကျင်2000ဝန်းကျင်တုံးဆွဲပြီးသားကားလေးဆိုတော့3600ကျော်မှာပဲရရှိမှာဖြစ်ပါတယ် ကဲအားကြောင့်မလို့ကျွန်တော်တို့မိမိကြိုက်နှစ်သက်ရာကို EV ကားယူမှလားအဲစီကားပဲလိုချင်တာလားသတိကားလေးတွေလိုချင်တာလားကျွန်တော်ပြသွားတယ်ကျွန်တော်တို့ကားအစ်စ်မှလိုချင်တယ်ကျွန်တော်တို့ရှုံးအမှတ်နှစ်မှာပြသထားတယ်ကျွန်တော်တို့သုံးဆွဲပြီးသားကားအစ်စ်ကလေးတွေလိုချင်တယ်ဆိုရင်တော့အဲသိန်း900ကျော်600ကျော်သိန်း1000ကျော်ကနေစပြီးတော့ကားအမျိုးအစားစုံလင်စွာကိုတနေရာထဲမှာရွေးချယ်ဝယ်ယူနိုင်တဲ့အတွက်အေဂျင့်ပျော်ရှင်စွာလာရောက်ခဲ့ဖို့ရွေးထွေးစွာဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာအားလုံးရှင်လန်းချမ်းမြေ့ကြပါစေကျွန်တော်တို့နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမှာကဲ ကိုမိုးကာနုပညာစီမှာကားရောင်းကျင်နေရလားကားဝဲကျင်နေရလားကားအလဲထက်ပြုတ်လို့ကျင်လာလားကိုမိုးကာနုပညာကိုတတိယလိုက်ပါ